ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာမနေ့က AGD 303စဘာမျိုးကိုကျွန်တော်ဒါပြိုးထောင်နေပေါ့ဒီစဘာရဲ့အသက်ဒီ85 90လို့ပြောတယ်ကျွန်တော်လည်းမဆိုင်ဘူးသေးဘူးဒိုင်းပေါ်မှာဒီစဘာရဲ့အတီးနှုံးကိုကြိုက်လို့ဒါစိုက်ချင်တာပေါ့နော်ဒီစဘာကိုမျိုးလိုချင်တာအခုတော့ကျွန်တော်မျိုးရလို့ဒါကိုပြိုးထောင်ထားတယ်အဲ့တော့အသက်ဒီ85 90ကိုပြိုးထောင်ပြီးလက်ဆိုင်မယ်ဆိုတော့ ငငယ်နဲ့စပားဒီနော်အပင်လှုပ်ချိန်မှာ ဖြစ်ပါမလားအဲဒါမေးတယ်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ရှင်းပြမယ်အဲ့တော့အသက်ဒီ85 90ပဲဖြစ်နေဖြစ်နေအရက်80ပဲဖြစ်နေဖြစ်နေနော်ပြိုးထောင်လက်ဆိုင်လို့ရတယ်ပြိုးထောင်လက်ဆိုင်ချင်းဒီမြက်ဒီမျိုးတွေကိုမြက်မျိုးခွဲတွေကိုဖယ်ကျင်လို့ပြိုးထောင်လက်ဆိုင်တာနော်ကျွန်တော်တို့ဒါမျိုးပြန်ထုတ်ချင်လို့ เนาะမျိုးကောင်းရင်ကျွန်တော်တို့တောင်သူချင်းချင်းမျိုးပြန်ရောင်းလို့ရတယ်ဆိုရင်ဈေးနှုန်းတက်တာတက်တက်တာနဲ့တက်တာတဲ့နီးနဲ့ပြန်ရောင်းလို့ရအောင်အခုဝယ်ထားတဲ့မျိုးက46ပေါင်တင်းကို3သိန်းနဲ့2000ကြာတယ်เนาะ23ပေါင်ကို3သိန်း6000ပေးရတယ်ဒါကျွန်တော်ဝယ်ရတဲ့ဈေးကိုပြောတာအဲ့တော့46ပေါင်ကို3သိန်း2000တောင်ပေးရတယ်เนาะမျိုးစီးကမတရားကြီးပဲကြီးတယ်သို့တော်ညာလေဒီမျိုးကိုလိုချင်လို့ ကျွန်တော်ကပြိုးထောင်ပြီးလက်ဆိုင်တယ်ပြီးရင်ဒီမျိုးကိုတောင်သူချင်းချင်းပြန်ရောင်းလို့ရတယ်เนาะအဲ့တော့ဈေးကကျွန်တော်တို့ကုန်တယ်ဝယ်တဲ့ဈေးတဲ့တော့အများကြီးတောင်ရောင်းလို့ရတယ်အဲ့ဒါဒါဒီကျွန်တော်တို့ပတ်စံရမယ်နီးလဲကိုကျွန်တော်ကဥတည်လိုက်တာအဲ့တော့မျိုးပြန်ရောင်းဖို့ဥတည်တာကောင်းရင်မကောင်းရင်တော့ခံဖို့အဲ့တော့85ရဲ့90ကိုပြိုးထောင်လက်ဆိုင်လို့ရတယ်ဆိုတာက ကျွန်တော်ပထမလဲဟိုးတော့ကလည်းကျွန်တော်ရှင်းခဲ့ပြီးပြီကျွန်တော်ရှင်းပြတာကျွန်တော်ခုနှစ်နှစ်ရှင်းနေရှင်းနေကျွန်တော်လေယာသုံးလေးတွေလောက်ရောက်နေခုနှစ်နှစ်ရှင်းနေရှိပြီဒီစပားအကြောင်းနေလဲရှင်းလာလားခုနှစ်နှစ်ရှင်းနေရှိနေပြီအခုလဲထပ်ရှင်းပြမှာက85ရက်ပဲဖြစ်နေဖြစ်နေရက်90ပဲဖြစ်နေဖြစ်နေရက်90ပဲဖြစ်နေဖြစ်နေပြိုးထောင်လက်ဆိုင်လို့ရတယ်ပြိုးနှုတ်လိုက်တဲ့အတွက်စပားပင်ကြီးခဏရက်သွားတယ်တက်ပြီးပိုရည်ကြီးသွားတယ်အနေဆုံး10ရက်လောက်အသက်ပိုကြီးသွားတယ် ဥပမာဒီစပားဒီရက်90ဖြစ်ခဲ့ရင်ရက်100မှာမှဲ့ပဲ10ရက်ဒီအမြင့်တစ်ပြန်ထိုးချိန်10ရက်သူကအသွားတယ်အဲ့ဒါကြောင့်မလို့ဘယ်စပားမျိုးဖြစ်နေဖြစ်နေပြိုးထောင်ပြီးနှုတ်လိုက်ပြီးဆိုရင်စပားဒီအတက်အသွားပြီးအမြင့်တစ်ပြန်လောရတဲ့အတွက်အသက်ကြီးသွားတယ်10ရက်လောက်ပို့ပြီးအသက်ကြီးသွားတယ်အဲ့တော့ကျွန်တော်တို့ကပြင်ဆင်ခြင်းဒီ10ရက်ပို့ရပါတယ်အဲ့ဒါပြုတ်ဆောင်လက်ဆိုင်ခြင်းအကြောင်းပဲဘယ်စပားမျိုးဖြစ်နေဖြစ်နေ ပြိုးထောင်ပြီးတော့လက်နဲ့နှုတ်မယ်ဆိုရင်လက်နဲ့နှုတ်ပြီးခြေထောက်နဲ့ချီးခါရိုက်မယ်ဆိုရင်အမြင့်တက်ထိုးရတဲ့အတွက်အသက်ဒီ၁၀ရက်၁၅ရက်ကြီးသွားတယ်ကောက်ဆိုင်ဆက်နဲ့စိုက်မယ်ဆိုရင်အသက်ဒီရက်၉၀ဒီရက်၉၀အမှန်ထွက်တယ်ကျွန်တော်တို့ကုနက်ကလက်ပြစ်နော်လက်ဆုပ်ပြစ်တွေဒီလေအသက်ဒီအမှန်ထွက်တယ်သူကအမြင့်တက်မထိုးရတော့ဘူးအမြင့်အဟောင်းနဲ့တင်တန်းသွားမှဖြစ်တဲ့အတွက်သူဒီအသက်အမှန်ထွက်တယ်ကျဲကင်းဒီလေအသက်အမှန်ထွက်တယ်အဲဒါကကျွန်တော် ပြုတ်ထောင်လက်ဆိုင်ချင်းအကြောင်းကိုရှင်းပြတာအဲ့တော့ပြုတ်နှုတ်ပြီးချီရိုက်မယ်ရှုပ်နေကိုရိုက်ထုတ်มาဖြစ်တဲ့အတွက်အမြင့်တိပြန်ထိုးအောင်มาဖြစ်တဲ့အတွက်စဘာအဒီဆယ်ရက်လောက်အသက်ပိုပြီးတော့သူကကြီးသွားတယ်အတွက်ကျွန်တော်တို့ဒီပြင်ဆင်ချင်းအစာကျွေးတင်ဆယ်ရက်ပိုရတယ်အဲ့ဒါကြောင့်မျိုးပြုတ်ထောင်လက်ဆိုင်လို့ရတယ်အဲမင်းကကျွန်တော်ရေထဲမှာပက်တယ်ရေထဲမှာပက်တဲ့ခါကျတော့ဒါကျွန်တော်ဂုမနဲ့မှကျွန်တော်ဖောက်ပလိုက်တာရေထဲမှာပက်တဲ့ခါကျတော့ရေထဲမှာပက်လို့ဆိုပြီးတော့နော်ချို့တွေပြောတယ်မှန်တယ် နော်ရေထဲမှာပက်ရမှာစပားဒီကျဲကင်းမှန်ရေထဲမှာပက်ပါ ရေထဲမှာပက်ခဲ့ရင်ပက်ပြီးတာနဲ့မိုးကြီးကြီးမိုးနဲ့လေနဲ့မိုးပေါက်ကြီးကြီးကြီးလေတွေကြီးကြီးလာမဲ့ဆိုရင် စပားဒီဒီရေအောက်မှာရောက်နေတဲ့အတွက်စပားဒီဒီစူချင်းကွက်ချင်းလုံးဝမဖြစ်တော့ဘူးနော်ရေထဲမှာဖြစ်နေတဲ့အတွက်သူကအဆိုးဖောက်ထားတဲ့အတွက်တညနေတာနဲ့အမြင့်ကုတ်ပြီတည့်ရနေတာနဲ့အမြင့်ကုတ်ပြီဖြစ်တဲ့အတွက်နောက်နေ့မှာအခုလိုတင်းနေတဲ့ရေတွေဒါကုညက်နေမှာဒီရေတွေအကုန်ဖောက်ချမှာ ဒီဒီဖောက်လိုက်တာနဲ့သဘာပင်ဒီကိုနဲ့ကအပင်လေးတွေဒီအပေါ်ကိုတက်လာပြီနော်ရေလွတ်သွားပြီဆိုအဲ့သဘာပင်ဒီနောက်မိုးရွာခဲ့ရင်လည်းသဘာဒီမဆုတော့ဘူးကုန်းပြောင်ပြောင်မှာပက်မယ်ဆိုရင်ကျဲကင်းဒီလင်းနဲ့မိုးနဲ့ជីជីပက်ပြီးကသာလင်းနဲ့မိုးနဲ့ជីជីရွာခဲ့ရင် အဆိုးပေါက်သဘာဖြစ်နေပါစေပက်ပြီးကသာမှာ လေနဲ့မိုးနဲ့မိုးပေါက်ကြီးကြီးရွာခဲ့ရင်စဘာဒီပက်တဲ့နေရာမှာမရှိတော့ဘူးเนาะကိုနကရေပေါင်းမှန်လို့ရေစီးကြောင်းတော့မျောပြီးတော့စဘာဒီ ကိုကျဲတဲ့အတိုင်းမဖြစ်တော့ဘူးအဲ့တော့ဒါလေးကကျွန်တော်မေးတဲ့လူတွေတဲ့ထပ်ပြီးတင်ပြပေးတာနောက်တစ်ချက်ကခယုကျွန်တော်တို့ကိုယ်မှာ